ာမဲ့တကြံကာလမှာရန်ကုန်မြို့မှာရှိတဲ့အနေနဲ့ရရက်ကနေလာရအလုံးလုံးကိုင်နေကြသူတွေအတွက်ခီးသွွားရမှာမိရထားကလေရင်စတာတွေအလုံးအဆင်ပြေချုံးမွေနိုင်ဖို့နဲ့လက်မခဈေးနှုန်းတွေကိုလည်းပုံမကောက်ခံခြင်းမရှိဖို့ဆောင်ရွက်နေတယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောပါရယ်ဖေဖော်ဝါရီလ18ရက်နေ့မှာကျင်းပတဲ့အများပြည်သူတက်ယူပို့ဆောင်ရေးရှင်တိုင်းစနစ်နဲ့ဆက်လင်းတဲ့တရင်စာရှင်တဲ့ဘွဲမှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလာမဲ့တကြံပွဲတော်နဲ့ပတ်သက်ပြီးအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်ဒါအပြင်မြို့တော်မန္တလေးခရိုင် မဲနဲ့လေးခုဆောက်လုံမှာဖြစ်ပြီးတရားသကြံပွဲတော်ကျင်းပမှုကိုလည်းခွင့်ပြုသွားမယ်လို့တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောပါတယ်ဒီမှာကြာခင်မှာတကြံလာလောက်ကြောက်တော့ပါဖြစ်ပါလေ။တကြံပွဲတော်ကိုလည်းစနစ်တကျဖြစ်ဖို့ကျွန်တော်တို့ပြင်ဆင်နေပါတယ်။တကြံကိုကျွန်တော်တို့ကအများပြည်သူအတွက်ရှိတယ်လို့တကြံပွဲတော်လို့ပြောဝင်းတွင်းမှာလုပ်ရတယ်။တိကျတယ်လို့ခုပြလိုက်မှာဖြစ်ပါလေ။အားလုံးကတော့ခရိုင်ကြီးလေးခရိုင်မှာဘဟုမန္တကြီးဒေးခုနဲ့ရန်ကုန်ရဲ့မြို့တော်မန္တကတော့ဘဟုမန္တဖြစ်အခုရှိပြီ။ ခရိုင်လေးခန့်ဖြတ်ကျက်ပြီးကျွန်တော်တို့လုပ်သွားမှာဖြစ်ပါတယ်။ပြည်သူလူထုပူးပေါင်းပွားဝင်ပြီးကြိုးပမ်းဆောင်ရွက်တဲ့အဆင့်မျိုးဖြစ်အောင်ကျွန်တော်တို့ကြိုးပမ်းဖို့ဒါကျွန်တော်တို့ပြင်ဆင်ထားပါတယ်။ဒါကတော့ကျွန်တော်တို့ကြံရက်ပဲ။ကြံကြီးလာလို့ရှိရင်ငယ်ယူပြန်ကြပါလိမ့်။ရန်ကုန်ကအနုပုံနယ်နယ်ကနေလာပြီးအလုပ်လုပ်ကြပါလိမ့်။ငယ်ယူပြန်တဲ့နေရာမှာခက်ခဲနေတဲ့ကြုံပါ။အဲ့ဒါကတော့ဘာကြောင့်လဲဆိုတော့ရင်တိုင်းတွေတော်တော်များများမှာရှိတဲ့ကားတဲ့အကာမိပါလူတွေကအဲ့ဒီကာလမှာ ပြန်ပါလေဒါပေမဲ့ဈေးနှုန်းကိုတော့တိုးကောက်ခံတာမျိုးမဟုတ်ဘူးအတွက်ဒါကျွန်တော်တို့စူးစမ်းတော့ပါမယ်အခြားဘီရထားလို့ဒီလေးလို့ပါအားလုံးအစစ်ကြီးချောမွေ့နေလို့ဒါကျွန်တော်တို့ဒီမနေ့ရတနေ့လောက်ပါပဲကျွန်တော်တို့တရားစီမံမှာကျွန်တော်တို့ပြင်ဆင်နေဖြစ်ပါတယ်ကြံတော့လည်းကျွန်တော်တို့အချိန်ဆော့ဆော့ပေးချင်ပါတယ်ဘာကြောင့်လဲဆိုအနုပညာသည်တွေအတွက်လည်းစာပြစ်စာလမ်းချုပ်ဆိုရမယ်ဆိုတော့တို့ရဲ့ဘဝရည်ရည်အတွက်ဒီလိုပွဲတော်ကြီးတွေကြမှာတို့ပတ်စံရတာဖြစ်ပါတယ်ဒီအတွက်လည်းအစစ်ကြီး ထောင်းမွေအောင်တိဆောက်ရေးလုပ်မယ်ဆိုတဲ့သူတွေလည်းမနစ်ကတော့လို့ပေါ့နော်မြေတွေကိုဈေးကြီးနေတဲ့ငါငါပြီးတော့မှဒီလက်မရောင်းစားတဲ့ဟာမျိုးဟုတ်တော့ပဲနဲ့ဖြစ်အောင်ကျွန်တော်တို့ဒီအခြေအနေတွေကိုကျွန်တော်တို့အခုစူးစမ်းဆောင်ရွက်ဖို့အတွက်ဒါကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်နေပါတယ်ဒါအပြင်မန်နက်တီဆောင်မဲ့လူတွေအနေနဲ့လည်းပြီးခဲ့တဲ့နှစ်ကလို့မြေတွေကိုဈေးကြီးပေးပြီးငှားတာတွေလက်မှတ်ရောင်းစားတာမျိုးတွေပဲဖြစ်အောင်ဆောင်ရွက်ပေးဖို့အတွက်ပြင်ဆင်နေရလို့လည်းသိရပါဗျ။ မဟာဒကြံကျမကြီးကော်မတီအချို့ညီနိုင်အစည်းအဝေးကိုဖေဖော်ဝါရီ15ရက်နေ့ကကျမပြုလုပ်ခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတွေရန်ကုန်တိုင်းရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေနဲ့ရန်ကုန်မြို့တော်စီမံတရားရေးကော်မတီကတာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့သိရပါဗျာ။